နဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဗမောဆရာတော်နဲ့သင်္ဃဆရာတော်တို့ရဲ့ဟာတမြောက်ဘုံတို့ပတ်စံများဆိုတဲ့စာအုပ်ထဲကနေပြီးတော့ခေါင်းစဉ်လေးတစ်ခုကိုရွေးပြီးတော့ဖတ်ပြပေးခြင်းပါတယ်ခေါင်းစဉ်လေးရဲ့နာမည်ကတော့ရေဆေးလေးလေးသေးလေးလေးတဲ့သင်္ဃဆရာတော်မန္တလေးမှာတရင်သုံးနေစဉ်ပေါ့မျိုးတစ်မျိုးကနေတကားတကားမအုပ်စုတစုဟာဆရာတော်တရင်သုံးရန်ကြောင်းတော်ကိုရောက်ရှိလာကြတယ်အရှင်ဘုရား တပြည့်တော်လူမျိုးမှရှိတဲ့ရွာတရွာမှာတရင်သုံးမဲ့ကျောင်းနိုင်ကိုတော့တပားမှမရှိဖြစ်နေပါရဲ့ဖေ။ကျောင်းကလည်းဆောက်လုပ်ပြီးစီတာမကြသေးပါဘူး။အဲ့ဒါကျောင်းထိုင်မှုတင့်တော်မဲ့တန်ခါတော်တပါးပါကိုချီးမြှင့်ပေးတော်မူပါဖေ။အင်းနေအောင်နေအောင်။ကျောင်းနိုင်ကိုတော့လိုရဲဆိုတော့အင်းငါကျောင်းမှာဝါအကြီးဆုံးရဟန်း၁၀ဝါရပြီဖြစ်တဲ့ဦးဝီတုဒ္ဓါကိုထည့်ပေးလိုက်မယ်။ကဲဘယ်နဲ့လဲ။ကောင်းပါရဲ့ဖေ။အဆင်ပြေပါရဲ့ဖေ။ ဒါနဲ့ဒကာဒကမတွေပြန်ကြတဲ့အခါမှာအဝီတုဒ္ဓကိုတောင်းထိုင်ရန်အတွက်ဇုံမသွန်းသင်ဩဝါဒပေးစရာရှိရာတွေပေးပြီးတော့တခါတည်းထဲ့လိုက်တယ်။ဆရာတော်ဖို့တော့တပြေးဖြစ်သူအဝီတုဒ္ဓနဲ့ရက်ရွာဒကာဒကမတွေညီညွတ်အဆင်ပြေနေပြီဟုထင်မှန်ထားတယ်။ဒါပေမဲ့အဲ့ဒီလိုမဟုတ်ခဲ့ဘူး။အဝီတုဒ္ဓထိုးရွာကိုရောက်ပြီးတော့ကျောင်းနိုင်တရင်သုံးပြီးမကြမိမှာပဲ။တန်တရားဖြစ်ပေါ်လောကီမှုအရှုပ်အထွေးရှိတယ်ဟုဆိုကား အခြားခြားသောတန်ဃာတော်များကဝိုင်းပေကကျင်ထားကြလေတယ်။မကြမီတင်ကားဆရာတော်အကြောင်းကိစ္စတစ်ခုနဲ့တပည့်ဖြစ်သူဦးဝိတ္တရာသတင်းသုံးရာကျောင်းဝင်းကျင်ရှိတဲ့မြို့ကလေးကိုရောက်ရှိသွားလေတယ်။ဦးဝိတ္တရာလည်းဆရာရှင်ကြွလာတာကိုသတင်းကြားသိရတဲ့အခါမှာဆရာတော်ရှိတဲ့နေရာကိုကြွလာပြီးတော့ဝတ်ကြီးဝတ်ငယ်တွေကိုအလိုက်တတိပြုနေလေတယ်။ဒီအတွက်ဆရာတော်လည်းခြေနဲ့အာရရှိလာတော်သည်။ဟဲ့ဝိတ္တရာ နင်ကျောင်းမှာသတင်းသုံးရတာအဆင်ပြေတယ်မဟုတ်လားအမ်အဲဘယ်လိုပြောရမလဲမသိပါဘူးဖေဟာဘာရီဖြစ်လို့လဲဘာရီလည်းဖြစ်နေနေဆိုတော့တပည့်တော်တန်ဃာတော်အားလုံးကဒကာမတယောက်နဲ့ညီဆွန်းနေတယ်ဆိုပြီးတော့မတရားဆူဆွဲလို့ကျင်ထားကြပါတယ်ဖေဟာဟဲ့ဘလို့ဖြစ်ရတာလဲဝိတုဒ္ဒရဲ့ညီစမ်းမအောင်တန်ဃာတော်ကြီးကျင်ရလောက် နင်ညင်ဆူးညင်ရှိမရှိငါဆစ်ဆဲကြည့်ပါဦးမန်းနဲ့အတိုင်းတော့ဖြေးနော်တင်းမဗျာတင်းကားဆရာတော်လဲဝီနီးတော်နဲ့လျော့ညီစွာ အမှုအသွာလာကိုတေးချာစွာထောက်ဆဆစ်ဆဲလေတဲ့အခါမှာအဝီတုတ်တာရဲ့မစင်ကြဲမှုအပြစ်တို့ကိုတွေ့မြင်လာရတယ်။တပည့်ဖြစ်သူဟာတာသနာရဲ့အမိုက်တဆဖြစ်နေပြီတကား။အင်းဝီတုတ်တာဝီတုတ်တာငါတပည့်ရဲ့အမှုကိစ္စ ငါဆရာတော့လည်းကဲတင်လို့မရနိုင်တော့ဘာနဲ့အလားတဏ္ဍူလဲဆိုတော့ငါတပြည့်ကိုကြောင်းထိုင်ပြထည့်လိုက်တာမိရေးကိုလှေထိုးထည့်လိုက်တယ်လို့မျိုးဖြစ်ပါလေရောကွာတင်မအဲ့ဒီစကားဥပမာကိုရှင်းလင်းအောင်မင်ကြားပြတော်မူပါဖျားဤသို့ဥဝိသုဒ္ဓမှတင်ပြလျှောက်ထားလာလေတော့ဆရာတော်လည်းစကားဥပမာကိုထင်လင်းအောင်မိတ်ဆူပြရလေတော့တယ်ဒီလိုဥဝိသုဒ္ဓရဲ့ဒီလိုဟိုးတခါတော့ ယရနာဘူရာဆိုတဲ့အင်းဝရွှေမြို့တော်ကြီးဟာတောင်မြင်တထေးလင်မြာမှာမိအေးဆိုတဲ့အခိုင်းအစီမလေးတယောက်ရှိတယ်။တနေ့တော့ကုံနေသွဲဖို့ရမယ်ရေလန်းခီးမှာလေတို့သမားတယောက်ရှာမရဖြစ်နေတာကြောင့်ယုံလဲယုံကြည်ကစိတ်လဲချရဖြစ်ဖြစ်လဲလဲလဲရှိရမိအေးကိုလေတို့သွားအပြစ်ထဲ့မိလိုက်တယ်။မိအေးကရေချောင်းခီးကိုစုံစင်းရင်လေတို့သားတအုံနဲ့ချွတ်ကျန်းဝင်မိသွားတယ်။စိတ်လိုကိုမလွန်ဆန်နိုင်အောင်ဖြစ်သွားတယ်။ ဒါနဲ့ပဲအပြန်ခီးမှာကိုဝင်ရလာခဲ့တယ်ဆိုပါတော့ဒါဟိုကြားသိတဲ့တတိလင်မြာမီးရေကိုအပြစ်မတင်ရှာပါဘူးဒါဓမ္မတာပဲလေလောကမှာဖြစ်တဲ့ပြက်တတ်တာပဲဘာမှရှောက်ချက်မနေနဲ့ရဲရဲသာမွေးအားလုံးဒိုးလင်မြာတောင်းဝင်ယူတယ်ခလေးကိုလည်းအမွေစားအမွေခံဖြစ်မွေးစားမယ်တို့မှာတာသမီရှိတာမဟုတ်ဘူးဆိုပြီးတော့အားပေးရှာပါတယ်ဒီလိုနဲ့တည့်ရကြတော့ ကံစားလေးလှုပ်ပြီးတော့မိဘဘုအချင်းရောက်လာခဲ့တယ်။အဲ့ဒီအခါခလေးယူယူနေကြတဲ့တတိလေးမြာမိရင်မိဖွားရအကူအညီပေးရအောင်ဆိုပြီးတော့မိတင်ကဲနေတာဝင်ခဲ့ကြတဲ့မိခင်လောင်းတို့ရဲ့ဓမ္မတာသားဖွားရမှာ ထုံးစံဖြစ်တဲ့ခလေးမိမဖွားမိအငယ်ကြီးတုံးကြီးကြလာတာ哦။သားသမီးမမွေးဖွားဘူးတဲ့တတိလေးမြာဟာခလေးခလေးမွေးပြီဟာမွေးပြီဆိုပြီးတော့ ဲ့ဒီအတုံးကြီးကိုရေးဆေးကြတဲ့အဲရေကဆေးလေဆေးလေအညီကြီးတုံးကြီးကတဖြည်းဖြည်းသေးလေသေးလေဆိုတော့ဟဲ့မီအေးနှင်းကလေးကလည်းရေးဆေးလေသေးလေပါလားဟဲ့လို့ပြောဆိုပြီးတော့မီးထွန်းကြည့်လိုက်တဲ့အခါဟာချီတုံးကြီးပါလားလို့ညီးတွားမိကြတဲ့အင်းအခုလည်းပဲမောင်းဝင်းသုတ်တာမင်းကိုကြက်ကြက်ဆစ်ဆေးလေးအငြင်းကြီးတုံးကြီးဖြစ်လေလေပါပဲလားကွယ် ဟုစိုးမိတ်လျာကိုအပြစ်နဲ့ကိုမို့အိုးဤတုဒ္ဒလည်းခေါင်းကောက်ဆိုင်ကြသွားလေတော့တယ်